တာသမီးရအစားပေါ့နော်ကိုမိဘဒီရုပ်စိုးနေတာကြီးတော့ဘယ်ဘယ်လိုကအဖေခေါ်ချင်းဒါကြီးခွဲပြီးသွားပြီဆိုလို့ရှိရင်ကလေးရယ်ဒါသူတို့အဖေမှတ်မိမှာတော့မဟုတ်တော့ချောသွားပြီဆိုပြီးအဲ့ဒါကိုအရေးကြီးပါတယ်အကြီးသေးဆုံးဌာနကတော့အဲ့ဒါပါပြီးပါဆိုတော့လေနော်သူဒီအိုင်းနဲ့ကြာတော့လေကလေးနဲ့သွားလို့ရှက်မှာပေါ့အခုဒါကြီးကွဲပြီးသွားပြီဆိုရင်ကလေးနဲ့ပြေပြေပပနေလို့ရပြီကလေးတွေကလည်းဝမ်းဖြစ်တော့ပေါ့ အဲ့ဒါကြည့်ပြီးနေချင်းအဲ့ဒါတွေးတွေးနေတွေးပြီးနေတယ်ဟုတ်တယ်ဟိုဘောကမာကြီးတယောက်ဆိုလို့ရှိရင်ကိုမြေနမကြီးဆိုတော့ကိုမြေနမကြီးတော့ကိုစိတ်တယ်ဘောမကောင်းဘူးဘာပဲဖြစ်နမကြီးခေါ်တော်သေးတာပြောရတယ်ဘောမှာမထမရတာတခါမှတော့မထမရတဲ့ဟာတွေဖြစ်လာတာစိတ်ကူးတဲ့တော့မမြင်ဘူး ကလေးပိုင်းဆိုင်ရာတခုတည်းမှာကူညီပေးတာမဟုတ်ဘူး။ကိုစီလာတောင်းတော့လေ။အော်ကျမကလေးမှာကူညီပေးမယ်လို့ပဲပြောထားမှလည်း။ခံစားမှုကတော့အဲ့လိုပေါ့။နားနည်းနည်းဒီပနာတော့မကြားရဘူး။အင်း။နှာခေါင်းတစ်ပါးတွေပိတ်တာအတွက်ဟုတ်ပါဘူး။ကိုနှာတွေဆိုကြာရင်တော့တကယ်လို့ဟုတ်ပါရဲ့အနေရှိတယ်။အမျက်လုံးအောင်ကောင်းတာကို။ဘလို့လည်းမျက်လုံးအောင်တော့ကောင်းတယ်။ကြားမိ။ဒီနှာခမ်းဆိုတော့အခုဒါပုံပြတ်သွားပြီလေ။အဲ့ရနေတော့ကြီးလာပြီ။အမတို့နိုင်ငံသားမှာ တွေ့ဟုတ်တယ်မလားအဲ့လိုမျိုးအသားကြီးတွေတွဲကြပြီးအဲ့လိုမျိုးကြီးတော့တက်ကြီးလိုက်ရင်တော့အဲ့လိုမျိုးကြီးတော့ဖြစ်ရင်လည်းဖြစ်သွားမှာဖြစ်မှာနော်အဲ့ဒါအခုတော့မနှက်ခတ်တချံပြက်ပြက်နေပုံပြက်နေပြီပြောတာအဒီရအကိုကအမတို့စီမှာလာပြီးတော့ဘောနော်ဒီမီဒီယာကနေတဆင့်ဒါစတမ်းမီဒီယာကိုသူအကူကြီးတောင်းလိုက်တယ်လို့ပြောတယ်အဲ့ကနေမှတဆင့်အမစီကိုလာဟိုဆက်တယ်ပြီးတော့လာခဲ့တဲ့ခါကျတော့အမလည်းဒါတတ်နိုင်သလောက်တတ်ဆွမ်းသလောက် အာကုညီပေးမယ်ပေါ့နော်ဒီရချေတော်ဝင်ရဆရာဝန်နေနဲ့ချိတ်ဆက်ပြီးတော့ကုလို့ရလားမကုလို့ရလားမေးကြည့်ပြီးတဲ့အခါကျတော့ဒါအမတို့ကုပေးကြည့်မယ်ဆိုပြီးတော့တွေ့ပြတာပါကျွန်တော်ရွာတက်လာတဲ့ဆမ်းမီဒီယာကိုကျွန်တော်ဖုန်းနဲ့မှတူဘူးလို့သူများဖုန်းနဲ့တူဘူးလို့အဲ့ဒါလားဆမ်းမီဒီယာကိုကုညီတောင်းပြီးတော့မခန့်ညူရှိရောက်သူအင်တာဗျူးလေးအမအင်တာဗျူးလေးကြီးတဲ့အခါမှာအမလည်းအဲ့လိုစိတ်ကုပေးထားတယ်ပါလေသူတွေ့တယ်ပေါ့ တွေ့တဲ့ခါကျတော့သူပတ်ဝန်းကျင်ကိုကူညီတောင်းတယ်တောင်းတဲ့ခါကျတော့ပတ်ဝန်းကျင်လည်းအမစီဘလို့ဆက်သွယ်ပေးရမှာမသိဘူးမသိတာနဲ့သူအမစတန်မီဒီယာအမဟိုဒါကြောင့်စတန်နဲ့မြန်မာပြုမှာအမဒီစိတ်ကုပေးတာလေးတွေအမြဲတမ်းပါတဲ့ခါကျတော့ဒါသူ့ဘေးနားပတ်ဝန်းကျင်ကနေကူညီပေးပြီးစတန်မီဒီယာကိုသူဖုန်းဆက်လိုက်တယ်တဲ့အဲပတ်ဝန်းကျင်ကနေပြီးတော့ဖုန်းဆက်ပြီးတဲ့ခါကျတော့အမစီကိုအဲသူမိတ်ဆွေတွေကလိုက်ပို့ပေးတာကေဟာကိုရောက်လာတာကေဟာရောက်လာတော့မှအဲ့ဒါနဲ့အမသူ့ ဒီကအကိုပေါ့နော်ဟိုအမားတို့ဆေးကုပေးဖို့လုပ်ပေးတာပါအမအဲ့နာဒူးတွေကမအဲ့ဆေးကုတာလေးဆေးကုတာတာလေးပြီးပါလာတော့အခုညတောင်းညက်စိတ်တွေကအလိုလိုထည့်နေတော့အဲ့ဒါကြောင့်လာခဲ့တော့ဒီအမွေးတော့တော့အဆက်ကလေးပေါ့အလူကြီးလူကောင်ကြီးတော့ကြီးကြီးလာဒါအမအရင်လည်းအရင်ကမြင်လို့လေအမှတ်ပေါ့နော်အမှတ်အမှတ်ကနေပြတဖြည်းဖြည်းကြီးလာတာအမအမအဲငငယ်တော့ဆိုတော့အဲ့အမရင်တရားဆိုတော့အဲ့တက်တက်လေးကနေပြတပြင်းလုံး မျက်လုံးတွေပါထဲရပြန်သွားတာဒါပေမဲ့ဒီလိုအဒီအကိုရဲ့မျက်နှာလေးမျိုးအပြင်မှာဖြစ်တဲ့ဟာအပြင်မှာဆိုလို့အသက်ပိုလေးမျိုးဖြစ်တဲ့ဟာတော့အမအခုမှတွေ့ဘူးတာအဲ့လိုအမတ်ကနေပြီးတော့ဒီလိုလိုထွက်လာပြီးတော့ဒီမျက်လုံးတွေပါအကုန်ပြားတချို့ဆိုမျက်လုံးကွယ်သွားတာတွေပါတယ်တော့မရှိသေးဘူးအဲအဲ့လိုမျိုးပေါ့သူကဒါအမှတ်ကနေကြီးလာတာပေါ့မွေးရပါပေါ့ခံစားမှုကတော့အဲ့လိုပေါ့နားနည်းနည်းဒီပနားတော့မကြားရဘူးอืมလို့နှာခေါင်းတွေပါပြိတ်တာမျိုးတို့ပါခုနကတည်းကဆိုကြာရင်တော့တကယ်လုံးဟုတ်ပါအန္တရာယ်ရှိတယ် အမတို့ကအမတွေ့ဘူးတာတော့မျိုးလုံးကွယ်သွားတာတို့သူကနားဖတ်ဒီလိုနွားနားကိုကြောက်သွားရင်လည်းနားကနားမကြတော့အခုဒီကိုဆိုသူကနားတစ်ဖက်တိတ်မကြတော့လို့ပြောတယ်အမျိုးလုံးအောင်ကောင်းလားကိုကိုလိုတယ်မျိုးလုံးအောင်တော့ကောင်းတယ်ကြောင်းတယ်ဟုတ်ကျိုးသာဘူးတယ်အဲဒီစွဲကုန်မှာစိုက်ကနေတော့ဆယ်လေးနှစ်ဆယ်ကနေတော့အဲ့ဒါကိုဖိုးတော်မှာလေသာနဲ့ကုလို့ရတယ်တဲ့ကျွန်တော်တော့တရားဘူး ။တလက်ပေါင်း3000ဟို5000လောက်တောင်း။အဲ့တော့ဟိုကဒါဒီဟာဒီကချစ်လူမှုတမက်ကြောက်ပါညာချစ်လူမှုတွေတင်ညာ။ကျွန်တော်ဓာတ်ပုံတွေပါရယူထားတယ်။တချို့အဲ့ညာသူဒီအကိုတို့ကြီးရတော့သူဟိုဒီနှက်ခမ်းဆိုတော့အခုဒါပုံပြတ်သွားပြီလေ။ အဲ့ရနေတော့ကြီးလာပြီတော့အမတို့နိုင်ငံခြားမှာတွေ့ဘူးတယ်မလားအဲ့လိုမျိုးအသားကြီးတွေတွဲကြပြီအဲ့လိုမျိုးကြီးတော့တက်ကြီးလာရင်တော့အဲ့လိုမျိုးကြီးတော့ဖြစ်နေတယ်ဖြစ်သွားမှာဖြစ်မှာနော်အဲ့ဒါအခုတော့မနက်ကတချံပြက်ပြက်နေပုံပြက်နေပြီပြောတာကွန်နီလာတောင်းတဲ့အခါကျတော့ဒါအမတို့မှလည်းအားကိုးစရာရှိတော်ဝင်ရလည်းရှိတယ်အဲဆရာဝန်တွေဆရာမတွေကလည်းအမဒါဘာဖြစ်ဖြစ်နိဗ္ဗာန်ပေါင်းကူတဲ့ကုသိုလ်ကောင်းမှုတစ်ခုပဲဆိုတော့လေအဲဒါအကဲဒီကိုရဲ့ဒီအမတ်ကြီးကို ဖယ်ရှားပြလိုက်တယ်ဆိုရင်သူလည်းဘာပဲဖြစ်ဖြစ်ဟိုဝိုင်းဒီကျမကြီးရတာဘာမှမဖြစ်ဘူးလို့ဆိုပေမဲ့လည်းစိတ်တော်ဟိုကတိကောက်တော်ဖြစ်မှာပဲလေကိုမျက်နှာအနေထားအပြင်ဒူတော့သွားတာအလုံးလုံးရတာယုံကြည်မှုမရှိတော့တာပြီးတော့အဲ့လိုမျိုးသူများတွေကလည်းအခုဒီလိုမျိုးလုပ်ဒီပိုင်းခိုင်းမယ်ဆိုလည်းဒီရုပ်ရည်ပုံစံနဲ့ကြည့်ပြီးတော့ဆုံးဖြတ်ကြတာဆိုတော့သူလက်ထားဖယ်ရှိခြင်းပါအဲ့တော့ဘာပဲဖြစ်ဖြစ်ကိုအမတို့နေကကုသိုလ်ယူတာပေါ့ဘာပဲဖြစ်ဒီလိုမျိုးဖယ်ရှားလိုက်တယ်ဆိုလို့ရှိရင်လည်း ဟိုရုပ်ရည်အရာလာရုပ်ဟိုတက်တာဝမယ်ဟိုဒီလိုမျိုးဘာမှမရှိတာနဲ့ဆိုလို့ရှိရင်ဟိုနေရထိုင်ရတက်တော့တာဖြစ်သွားမယ်ဆိုတဲ့အခါကျတော့ပို့ပြီးတော့လည်းအလုပ်လုပ်ရတာသူ့ကိုယ်သူယုံကြည်မှုတွေတက်ကြွသွားမှာပေါ့ပြော့ပါတယ်ဟိုဝါလဲနာတယ်ဒီတော့တောင်းနေကျွန်တော်အားလဲအနာတယ်ဟိုဘယ်လိုခေါ်မလဲဆိုတော့ကိုယ်ရုပ်ရည်နဲ့မင်းသမီးနာကဲ့ထိုင်ရတာဟိုတော်တော်အားနာနေပြီ တိုင်းမသိအောင်မနာပါနဲ့ဟိုကူပေါ်မှာလည်းကူလို့တွေ့ဘူးမယ်လို့လည်းမယူထားဘူးလေဒါပထမဆက်လေးကြောင့်မယ်ရှေးရှေးဘွားဟိုးအတိတ်ဘွားရဲ့ကုသိုလ်ကံပေါင်းမှုတွေနဲ့ဆက်ဆက်ပြီးတော့ဒါအခုဘွားမှာဟိုဖုံဖုံပြောသလိုပေါ့အမားတို့ကူညီပေးရတဲ့ပုံကိုယ်တွေနဲ့တွေ့ရတယ်အမားနဲ့တွေ့ရတယ်တဘွားဒီတဘွားမှာတခုမှဒီနည်းနဲ့ပြန်တွေ့ရတာပေါ့လေ နော်တော့ကျွန်တော်စေးစေးကတော့အမတော့တိတ်နားမလည်ဘူးပေါ့နော်ဒါဒါပေမဲ့ဆရာမနဲ့တို့ဒီအကိုဒါစေးဟိုသူလှုပ်လို့ရတဲ့ဟာတွေတို့စစ်အောင်မှာပေါ့စစ်ပြီးလို့လှုပ်လို့ရပြီဆိုရင်တော့ surgery အနေနဲ့ဒါအရေပြားအပိုင်းဆိုင်ရာဆရာဝန်နဲ့ကုသပေးပြီးတော့ဒီအောင်ဖယ်ရှားပေးမယ်ပေါ့နော်အဲ့ရဲ့နောက်ဆက်တွဲဘာပြောခါမှမရှိဘူးဆိုရင်တော့ကောင်းဆုံးပေါ့ဘာရောက်ခါမှလည်းဒီကွာ မရှိဘူးအဲကျမကြီးကလည်းကောင်းတယ်ဆိုတော့ကျန်တာကတော့အမတို့စိတ်စိတ်ကြီးမှပဲတည်ရမှာပဲစိတ်စိတ်ကြီးပြီးတော့တည်ပြီးတဲ့ခါကျဒီရေပြားဟောင်းဆက်ကြူလေးလုံးလို့ဖယ်ရှားပြပါပြီဆိုလို့ရှင်တော့အဲတော်တော်လေးအဆင်ပြေသွားပြီဒါတို့တွေကခွင့်ပြုလာဆိုတော့ဒါတို့တွေနဲ့ကျွန်တော်တွေဟာမတွေ့တော့ကြပြီသူကသူပဲမမေးကြည့်တော့မှဟိုတမီးဟာလားတမီးကလည်းကလေးမွေးကနေဆယ်လောက်ကြမှာဗိုက်ကြီးနဲ့ဆုံးသွားတာတဲ့ပြီးခဲ့တဲ့ဆောင်းတော့ပါမှာอืมဘာယောဂါနဲ့ဆုံးသွားဘာယောဂါမှမရှိဘူးဟုတ် မေမရှိတော့ယောက်ျမရှိမှထားတော့ယောက်ျမချူးမှဆိုတော့လေအဲ့လိုမျိုးကလေးမွေးကနေဆဲရချမှာဆုံးတာဂျန်တဲ့ကလေးတွေကတော့ငယ်သေးတယ်ဆိုတော့သူတို့ဘုန်းကြီးတယောက်ကဘုန်းကြီးကျောင်းမှာတယောက်ကတော့သူတို့ဦးလေးနေနဲ့အဲ့လိုမျိုးပေါ့သူနဲ့အနေဝေးတယ်သူကတော့သူ့ဟာသူတယောက်တည်းပဲရုန်းကန်လှူရှားနေရတာဆိုတော့ဟုတ်ဟိုခွင့်ပြုတယ်မပြုဘူးမရှိဘူးပေါ့ အမကတော့လေကိုယ့်စီကိုညီလာတောင်းလေလှုပ်ပေးလို့ရတဲ့ဟာဆိုရင်တော့အမကချက်ချင်းအကုန်လှုပ်ပေးပါတယ်။တချို့ဟာတွေကြတော့လေဟိုဆေးဘက်ဆိုင်ရာမှာကိုကသာမားလူကသာမပြောတာဆေးဘက်ဆိုင်ရာမှာဆိုလို့ရှိရင်သူတို့လှုပ်ပေးလို့မရတဲ့အပိုင်းတွေရှိတဲ့ဟာကြရလို့ရှိရင်တော့ဟိုဒီလူခံပုံကိုယ်တွေနေနေနဲ့လာနားလေစေခြင်းတယ်။အဲဆိုအမကိုယ်တိုင်လည်းစိတ်ကုပေးတာမဟုတ်ဘူးဆိုတော့လေ။အဲဒါမဲ့ကိုယ့်စီလာကိုညီတောင်းတဲ့ဟာမှန်ကြတော့အမကတော့အကုန်လုံးကိုအမကကိုညီပေးခြင်းတာ။ အဲဒီအကိုတည်းလည်းအမကလေးပိုင်းဆိုင်ရာတခုတည်းမှကူညီပေးတာမဟုတ်ဘူးကိုစီလာတောင်းတော့လေအော်ကျွန်မကလေးမှကူညီပေးမယ်လို့ပဲပြောထားမှလဲအော်ဒီမှာသူ့မှာလဲဟိုဟိုဘယ်လိုခေါ်မလဲဒုက္ခနဲ့လာစာဝတ်နေရေးရအာဒီမျက်နှာကြီးတခုဖြစ်သွားခဲ့ရင်ပြီးတော့သူအဓိကတော့ဒီမှာလဲလူတော်လူတော်မတို့ကျင်ရဲတာပေါ့အလုတ်သွားတောင်းတဲ့အခါအလုတ်လောက်တာခိုင်းတဲ့အခါမှာသူများတွေအထင်သေးဆက်ဆံတာတွေအဲ့လိုမျိုးတွေ ကိုကယ်လိုက်တယ်ကိုကိုကြောင့်ဒီလိုမျိုးလေးဖြစ်သွားတယ်ဆိုရင်ကုသိုလ်ရတယ်အဲအမတို့စီမံလာလူနာနဲ့ခုနဲ့တာသမီလူချင်းတွေလည်းကုသိုလ်ရမယ်ဒီကိုလည်းစိတ်ချမ်းသာမယ်အဲ့ဒီကုသိုလ်တွေကအမတို့ရမယ်ပေါ့ဒါပါပဲငငယ်တည်းကတောက်လျှောက်ကြုံရတာနေပေါ့ဘာလို့မဆိုတာပြောကြတာခုလုံးလုံးတည်းရှိမှလည်းပြောကြတာပဲအဲ့လိုပေါ့အကူကြီးကတောက်မှလာဟိုမှာအလကားကုမဲ့လူတွေရှိတယ်လို့ပါတော့အဲ့လိုဆက်ဆက်ပြောကြတာဟိုဘောကမိုင်းတယောက်ဆိုလို့ရှိရင် ကိုနေနမဲကြီးဆိုတော့ကိုမြေနမဲကြီးတော့ကိုစိတ်တော့မကောင်းဘူး။ဘာပဲဖြစ်နမဲလေးခေါ်တော်သေးတာ။ငငယ်တော့တော့ရွာလူကြီးတွေကတော့မှဒါအမှတ်ပါလို့စာကြီးစာကြီးနေခေါ်ကြတာဆိုတော့ကိုသူတို့ကနေနမဲကြီးသူ့ခေါ်ကြရင်လျှောက်ခေါ်တချို့တွေဆိုလို့ရှိရင်ငွေသားလီလို့တော့ခေါ်ကြတာငွေသားလီနင်းလာနေတူးနေပြီ။ အထုတ်ထုတ်တွေတက်တော့လေအဲ့အမအပြင်မှာအခုမှဒါပထမဆုံးတွေ့ဘူးဒါဟိုနိုင်ငံခြားအွန်လိုင်းရဟာရေတော့အမအများကြီးမြင်ဘူးလားဘူးเนาะအခုဒီမှာတော့ဒါပထမဆုံးတွေ့ဘူးလားအခုဆိုရင်တော့ဒါအကောင်လုံးရဲ့ကုညီတွေနဲ့ဒါသူလည်းအမစီရောက်ရမယ်ကုသိုလ်ကံတရားပါလာတဲ့ခါကျတော့အကြောင်းကျိုးတွေဆက်ဆက်ပြီးတော့ကုညီပေးရမယ်အမတို့မှလည်းဖြစ်လာတယ်ဖြစ်လာတဲ့ခါကျတော့အမတို့အနေနဲ့အကောင်းဆုံးလုပ်ပေးမယ်ဆရာဝန်တွေကလည်းဆက်ရှင်လက်ရှင်နဲ့လုပ်ပေးမှာပေါ့เนาะဆိုတော့ဒါ ဆက်ဆက်ရရအားလုံးခွဲစိတ်ကူတောင်းမှုရောပေါ့အကုန်လုံးအဆင်ပြေပါစေလို့လည်းဆုတောင်းပါတယ်။အဲဒီကုသိုလ်တွေရရအားလုံးကိုလည်းသိရနေပြီးတော့ကြည့်ရှုနေတဲ့ပြည့်တတ်တွေရောဟလာဒီအကိုချစ်ပေးကြတဲ့အဲသူတွေအကုန်လုံးကိုလည်းဒီကုသိုလ်တရားတွေကိုအမျှပေးပြပါတယ်။ကျော်ရဘောမမထမရတာတခါမှတော့မထမရတဲ့ဟာတွေဖြစ်လာတာစိတ်ကူးလည်းတော့မငြိမ်းဘူး အဖေဖြစ်နေအမှန်ကြီးလားစိတ်ညစ်တာနေပဲအခုဒီဒီရာတွေမှာပါလာရဆိုတော့လေသူလည်းစိုးရဆိုးရင်မှာပေါ့လေအော်ဗာလေဒီအမကဘာမှတော့လောက်တာမဟုတ်ဘူးဆိုရင်မလဲဘယ်အချိန်မှာတဖြည်းဖြည်းနဲ့ပူကြည့်လာမလားဆိုရယ်ဆိုရင်စိတ်ကတော့ရှိမှာပေါ့ဒါတပီးရအစားပေါ့နော်ဒီကိုမိဘဒီယူစိုးနေတာကြီးတော့ဘယ်ဘယ်သူကအဖေခေါ်ကြည့်မလဲအော်မိဘကတော့ဘာပဲဖြစ်ဖြစ်မိဘပါပဲအော်ကိုကလေးတွေကတော့ငယ်သေးတာဆိုတော့အခုခေတ်ကလေးတွေဆိုတော့လေကလေးတွေကငယ်သေးတာဆိုတော့လေဒီလိုပေါ့ အဲဒါမဲ့ကလေးတွေလည်းဟိုအခုဓာကြီးခွဲပြီးသွားပြီဆိုလို့ရှိရင်ကလေးတွေကဒါသူတို့အဖေမှတ်မိမှာတော့မဟုတ်တော့ချောသွားပြီဆိုပြီးအဲ့ဒါအခုအရေးကြီးပါတယ်အကြည့်တင်းတော့ဒါကတော့အဲ့ဒါပါပဲပြီးပါဆိုတော့လည်းနော်အဲ့ပေါ့ကလေးတွေနဲ့တူတူသူဒီအရင်နဲ့ကြာတော့လည်းကလေးတွေနဲ့သွားလို့ရှက်မှာပေါ့အခုဓာကြီးခွဲပြီးသွားပြီဆိုရင်ကလေးတွေနဲ့ပြောပြောပါပါနေလို့ရပြီကလေးတွေကလည်းဝမ်းဖြစ်တော့ပေါ့ကိုသားမိဘယူဆတော့လည်းကိုသားမိငင်းနာငယ်မှာပဲဆိုတော့ ပတ်ဝန်းကျင်မှာမျက်နှာခင်မှာဆိုအဲ့ဒါကြည့်ပြီးသေးတယ်အဲ့ဒါတွေးတွေးနေတွေးပြီးသေးတယ်ဟုတ်တယ်ဒါိုင်းနဲ့ဟောဖြစ်တယ်ကျေးဇူးတင်ပါတယ်